အားလုံးမင်္ဂလာပါကျွန်တော်တို့ကဘာပေါ်မှာဒေဝါလီခံကြရတဲ့စီးပွားရေးလုပ်ငန်းတွေရဲ့80ရာခိုင်နှုန်းကနော်ဗန္နာယီစီမံခံခွဲမှုအလွဲတွေကြောင်းဆိုတာမြကြီးမင်းတို့သိကြပြီလားအဲတော့ကျွန်တော်တို့နိုင်ငံမှာဆိုလို့ရှိရင်လည်း SME လုပ်ငန်းတွေရဲ့နော်အများစုကဗန္နာယီစီမံခံခွဲမှုအလွဲတွေကြောင်းပဲကျွန်တော်တို့မအောင်မမြင်ဖြစ်တယ်နော်ကြာရှုံးနေနော်ပိတ်သိမ်းနေစသည်အဖြစ်ဒီအဖြစ်အပျက်တွေဘူး ကြုံတွေ့နေကြရတာဖြစ်ပါတယ်။အဲတော့ကျွန်တော်တို့နိုင်ငံမှာ SME တွေအများစုမှာเนาะကြုံတွေ့ရတတ်တဲ့ကြုံတွေ့နေရတဲ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအလွယ်၃ခုကိုကျွန်တော်ပြောချင်ပါတယ်။အဲတော့နံပါတ်၁ကပါလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ကเนาะစရင်းမရှိအင်းမရှိတာပါ။เนาะအဲတော့ပြောချင်တာကဘာလဲဆိုလို့ရှိရင်ဘလောက်ဝင်လို့ဝင်မှန်းမသိဘလောက်ထွက်လို့ထွက်မှန်းမသိเนาะဘလို့ဝင်ငွေတွေဘယ်ကနေရနေလို့ရမှန်းမသိဘယ်အသုံးစိတ်တွေဘလို့ဟို ုံးနေလို့တုံးနေရမယ်မသိတဲ့အခြေအနေပါအဲ့တော့အဓိကတော့စဉ်းရင်းဒေရှာမရှိတာပေါ့ဗျာအဲ့တော့ဆိုတာကတိကျတဲ့အတိုင်းပဲကျွန်တော်တို့ tradition နဲ့ business တွေမှာတချို့မြင်မှုမှလိမ့်မယ်เนาะကျွန်တော်တို့ counter မှာပုံတပုံချတာမယ်သူမို့အိတ်တလုံးရှိနေအဲ့တော့ရောင်းရရင်ဒီထဲကိုကျွန်တော်တို့ပတ်စံတွေဝင်လာမယ်ပြီးတော့လိုအပ်တဲ့လုပ်ငန်းသုံးစိတွေကိုမိသားစုသုံးစိတွေကိုဒီထဲကနေပြန်သုံးမယ်အဲပိုတဲ့ပတ်စံအမြတ်ပေါ့เนาะအဲ့တော့ဒီသဘောတရားပါเนาะအဲ့တော့ဘလောက်ဝင်လို့မသိဘလောက်ထွက်လို့ထွက်သွားမှမသိ เนาะအဲ့တော့ဒုတိယတွေ့ရတာတော့ဗာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအာစည်ရင်တော့ရှိတယ်ဒါပေမဲ့ကျွန်တော်လုပ်ငန်းရဲ့စည်ရင်နဲ့အာပိုင်ရှင်ရဲ့စည်ရင်အတိအကျ ခွဲမထတဲ့အနေထားပါအဲ့တော့ပြောချင်တာကဗျာစရင်တော့မှတ်တယ်ဒါပေမဲ့အဲ့စရင်တွေမှာပိုင်ရှင်နဲ့ပတ်သက်တဲ့စရင်တွေပိုင်ရှင်ရဲ့ individual expand နေပါမယ် family expand နေပါမယ်စသဖြင့်ဒီလို expand နေရှိတယ်လို့တော့တစ်ဖက်မှာလည်းလုပ်ငန်းရဲ့အသုံးစိတ်တွေပါနေတာပေါ့နော်အဲ့တော့ပြောချင်တာကဒီစရင်တရားတွေပေါ်မှာခြေခံပြီးတော့ကျွန်တော်တို့ကနော်ဒီအချုပ်မြင့်စရင်တွေကိုထွက်တဲ့အခါမှာ report တွေထုတ်တဲ့အခါမှာဒီ report တွေကတိကျမှန်ကန်တဲ့ပြောချင်တာကလုပ်ငန်းရဲ့ performance ကိုထင်ဟပ်တဲ့ နော်တိကျတဲ့စဉ်းစားရည်ဖြစ်မနေဘူးပေါ့ဗျာအဲ့တော့ဒီလိုဖြစ်မနေတဲ့အခါမှာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကအနာဂတ်မှာလိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှုတွေအတွက်စဉ်းစားတဲ့အခါမှာတော်တော်လေးအခက်အခဲကြုံရပါတယ်အဲ့တော့ကျွန်တော်တို့စဉ်းစားလို့မရဘူးမဆုံးဖြစ်နိုင်လို့ကျွန်တော် investment မလုပ်ရင်လည်းလုပ်ငန်းထိုးတက်ဖို့လုပ်ငန်းရရှိမှာရည်တည်နိုင်ဖို့အကျိုးမြတ်ရဖို့ဆိုတာအမတန်ခက်ပါတယ်အဲ့တော့ဒါကဒုတိယအခြေအနေပေါ့ဗျာအဲ့တော့တတိယအခြေအနေကတော့ဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့က furniture tools တွေကိုကျွန်တော်တို့မသုံးတတ်တာပါ ော်အဲ့တော့ပြောချင်တာကကျွန်တော်တို့က financial planning နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ budget စနစ်တကာမျိုးမရှိတာနောက် projected financial statement တွေကျွန်တော်တို့ကြိုတင်ခံမှန်းပြီးတော့မစွဲနိုင်တာစသည်အဖြစ်ပေါ်နေဆိုတော့ information တွေကတကယ်ရှိတယ်နော်တကယ်လုပ်ငန်းရှင်တွေမှာ information ရှိတယ်ဒါပေမဲ့အဲ့ဒီ information တွေကိုအသုံးချပြီးတော့အနာဂတ်မှာလုပ်ငန်းမှာဘဏ္ဍာရေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုအခြေအနေဖြစ်နိုင်လဲဆိုတာကိုကြိုတင်မျှော်မှန်းမှန်းဆတာတွေမလုပ်နိုင်တဲ့အခါမှာကျတော့ကျွန်တော်တို့ကလုပ်ငန်းမှာအများကြီးအခက်အခဲတွေ challenge တွေ issue တွေနဲ့ကျွန်တော်တို့ကြုံရတာပေါ့ဗျာတကယ်သာလုပ်နိုင်ရင်ကျွန်တော်တို့က အာလုပ်ငန်းနောက်နာခဲ့မှာဘာဖြစ်မလဲဆိုတော့ကျွန်တော်ကြိုသိမယ်ကြိုမြင်မယ်အဲ့တော့ကြိုသိကြိုမြင်ကျွန်တော်ကြိုပြင်လို့ရတယ်အဲ့တော့ကြိုမသိကြိုမမြင်တော့ကြိုပြင်လို့မရဘူးကြိုမပြင်လို့မရတဲ့ခါကျတော့နော်ဖြစ်လာတော့မှဘွားကနေပေါ့နော်ပြဿနာတစ်ခုကြုံပြီဆိုတော့မှဘာလို့လို့ဘာကံမှမသိနော်ဒါမျိုးအခြေအနေတွေကလုပ်ငန်းတစ်ခုကိုကျွန်တော်ကနော်ဒီကြာဆုံးတဲ့အဆင့်အထိကိုဖြစ်စေနိုင်ပါတယ်အဲ့တော့ဒီအခုကျွန်တော်ပြောခဲ့တဲ့ ချက်၃ချက်ကတော့ကျွန်တော်တို့မြန်မာမှာအာဒီ SME လုပ်ငန်းတွေမှာအဓိကတွေ့ရတဲ့နော်ဘဏ္ဍာရေးနဲ့ပတ်သက်တဲ့စီမံခန့်ခွဲမှုအလွဲအမှားတွေပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကလူကြီးမင်းတို့အတွက်နော်ဒီစုံတရားအကျိုးရှိတယ်ဆိုလို့ရှိရင် yes လို့မှတ်သွားပြီးပါကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ပြီးတော့ဆုံကြပါမယ် bye bye